္ဂလာပါတာလို့တမီတို့ရေဒီချဲကတော့ပထမတိုင်းမြန်မာစာကိုတင် जा ပေးမယ်ဒီချဲထားဖြစ်ပါတယ်။ကဲဒီချဲတို့အခုဒီနေ့အခန်းလေးရဲ့ဘီးကပြာလင်ကားများ ရုပ်ဖက်ရေးဆိုလာ၃ရဲ့ကာကြီးတောင်တော်ရဲ့တာကပြာလေးကိုတင် जा ပေးမှာဖြစ်ပါတယ်။ဒီကျဲကအရင်ဆုံးဆိုပြပေးမယ်တာဝတ်သမီးတို့ကလိုက်ပြီးတော့နားထောင်ပေးနော် တောင်တော်ရဲ့တာ မာလာကငုံဖူးတပင်ကိုနှစ်ပင်ရှက်တဲ့ကျေးငက်ကမျိုးကြပြလေးကိုရေးတာကတော့အမည်မသိရေးစာဆိုက ရေးထားတာဟုတ်ပြီနော်ဒီစဲနောက်တစ်ခေါက်ပြန်ပြီးတော့ဆိုပြပေးမယ်တောင်တော်ရဲ့သားမာလာကငုံဖူးတပင်ကိုနှစ်ပင်ရှက်တဲ့ကျေးငက်ကမျိုးကြပြလေးကိုတော့အမည်မသိရေးစာဆိုကရေးထားတာ င်္ဂလာပါသားတို့သမီးတို့ရေခုဒီနေ့ဒီချေတို့အခန်းလေးရဲ့ခါခွေရုပ်ပုံကြီးကရုပ်ဆိုဆိုပြီးတန်ရုပ်ပုံရွေးချယ်ဆိုဆိုတာလေးကိုဒီချေတို့ဆက်ပြီးတော့သွားမယ်အဲ့ဒီမှာရပလက်ဘီလေးကိုဒီချေကတေးပေးมาဖြစ်တယ်ပထမဦးဆုံးအလင်းကလေးကိုဒီချေကဆိုပြမယ်နော်တအားသမီးတို့ကလိုက်ပြီးတော့နားထောင်ပေးအောင်မယ်ရယမင်းခေကာဂျိုးစင်း ရရမင်းခင်ကာကြိုးစင်ရမလားတောက်သမီးတို့ဒီဆက်နောက်ကနေလိုက်ပြီးတော့ဆိုကြည့်နော်ရရမင်းခင်ကာကြိုးစင်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ဆိုလို့ရပြီနော်ကဲဒါဆိုရင်ဒီချေတို့ရအတန်လေးကိုထွက်ကြည့်ကြရအောင်ရဟုတ်ပြီနောက်တစ်ခေါက်ဒီချေထွက်ပြမယ်နားထောင်ပေးအောင်နော်ရဟုတ်ပြီတောက်သမီးတို့ရအတန်လေးကိုလိုက်ပြီးတော့ဒီချေနောက်ကနေပြီးတော့ထွက်ကြည့်ပါအောင်ရ ဟုတ်ပြီဒါဆိုရင်တာဟုတ်သမီးတို့ရရဲ့အတန်လေးကိုထွက်တက်ကြပြီနော်ကဲဒါဆိုရင်ဒီချဲတို့ရရဲ့အမိလေးကိုဆက်ပြီးတော့ဆိုကြည့်ကြမယ်ရရဲ့အမိလေးကကြတော့ရပလက်ဟုတ်ပြီနော်ဒီချဲပြန်ဆိုပြမယ်နားထောင်ပေးအောင်နော်ရရဲ့အမိလေးကကြတော့ရပလက်ရမလားတာဟုတ်သမီးတို့ဟုတ်ပြီနောက်ဒီချဲနောက်ကနေပြီးတော့လိုက်ဆိုပေးပါအောင်ရပလက်ဟုတ်ပြီဒါဆိုရင်တာဟုတ်သမီးတို့ရပလက်လေးကိုဆိုလို့ရသွားပြီနော် ကဲဒါဆိုရင်ဒီချေတို့ကရပလက်ရင်းနီးလေးကိုစက်ပြီးတော့သွားကြမယ်ရပလက်ကကြတော့၃ချက်ဆွဲရတယ်ဟုတ်ပြီနော်သူကလည်းပါးဆောင်လိုပဲဝိုင်းဝိုင်းလေးဆွဲပြီးတော့ဂျီရဲ့ရင်းနီးလေးပဲနော်ကဲအဲ့ဒါဆိုရင်ဒီချေတို့ရပလက်ရင်းနီးလေးကိုဒီချေကရေးပြမယ်တာဝသမီးတို့ကလိုက်ပြီးတော့ကြည်ပေးမယ်နော်လေးချောင်းမြင်းမှာအပြာမြင်းလေးမှာအပေါ်ကနေအောက်ကိုတစ်ချက်ပြီးလို့ရှိရင်ဘေးအပြာလေးကနေအောက်ကိုဝိုင်းဝိုင်းလေးတစ်ချက်နှစ်ချက် ပြီးလို့ရှိရင်အပေါ်ပြားလေးကနေအောက်ပြားလေးဝိုင်းဝိုင်းလေးတစ်ချက်ဆွဲလိုက်မယ်။ဟုတ်ပြီနော်။ရာပလက်က3ချက်ဆွဲရတယ်။ချေပြန်ပြမယ်နော်။တအားသမီးတို့ပြန်ကြည့်ပေးပါ။အခုအပေါ်ပြားလေးကနေပြီးတော့အောက်ပြားလေးကိုတစ်ချက်ပြီးလို့ရှိရင်ဘေးကနေတစ်ချက်ဆွဲတယ်ဝိုင်းဝိုင်းလေးဖြစ်သွားပြီ။နောက်ထပ်ဘေးလေးကနေတစ်ချက်ပြန်ပြီးတော့ဝိုင်းဝိုင်းလေးဆွဲတယ်။ဒါဆိုရင်ရာပလက်ဖြစ်သွားပြီ။ဟုတ်ပြီနော်။ကဲနောက်တစ်ခေါက်တစ်ချက်ပြန်ပြမယ်။တအားသမီးတို့ကြည့်ပေးပါ။ကဲအပေါ်ပြားလေးကနေ အောက်ကိုဝိုင်းဝိုင်းလေးတစ်ချက်ဆွဲမယ်ဘေးကနေတစ်ချက်ပြီးလို့ရှိရင်အပေါ်ပြားလေးကနေအောက်ပြားလေးကိုဝိုင်းဝိုင်းလေးတစ်ချက်ထပ်ပြီးတော့ဆက်ပေးမယ်ဒါဆိုရင်ရပလက်ကလေးဖြစ်သွားပြီရမလားဒါအုပ်သမီးတို့ဟုတ်ပြီကဲဒါဆိုရင်ဒါအုပ်သမီးတို့ရပလက်လေးကိုရေးတဲ့ကြပြီလို့ထင်တယ်ဒါဆိုရင်ရပလက်ပြီးလေးနဲ့သက်ဆိုင်တဲ့ပုံလေးတွေကိုတစ်ချက်တော့ဆက်ပြီးတော့ကြည့်ကြမယ် ကဲပထမအဆုံးပုံလေးကိုကြည့်ကြည့်ပါအောင်။ဘာပုံလေးလဲလို့။ဟုတ်တယ်။ကနေတဲ့ပုံလေးနော်။မင်းသမီးကနေတဲ့ပုံလေး။ဒါပေမဲ့မင်းသမီးရုပ်ကလေးမဟုတ်ဘူး။ဒီစဲတို့ကရပလက်ဘီလေးနဲ့သက်ဆိုင်တဲ့ရုပ်ကလေး။ဘာရုပ်ကလေးလဲဆိုရင်ယမင်းရုပ်ကလေး။ဟုတ်ပြီနော်။ကဲယမင်းရုပ်။ယမင်းရုပ်ကလေးကိုဘယ်လိုမျိုးပေါင်းလဲဆိုရင်ရပလက်ရရမာရင်ငါတာမင်းဝဆန်လုံးပေါင်းမင်းရောက်တချောင်းဝင်ပါသားရုပ်ယမင်းရုပ်ဆိုပြီးတော့ပေါင်းတယ်။ ဟုတ်ပြီနော်။ကဲတောက်တပီလို့ရမင်းရုပ်လေးကိုတည်သွားကြပြီလား။ဟုတ်ပြီတည်သွားကြပြီဆိုရင်ဒီကျဲတို့နောက်ပုံလေးကိုကြည့်ကြည့်ပါဦး။ဘာလေးလဲလို့။ဟုတ်ပြီအကောင်လေးဘာကောင်လေးလဲ။အမ်ပြူဖွေးနေတာပဲချစ်ဖို့ရမ်းကောင်းတဲ့အကောင်လေးဘာလေးလဲဆိုရင်ယုံလေးနော်။တောက်တမျိုးတချို့ဆိုတဲ့အိမ်မှာမွေးကြတယ်။ဟုတ်ပြီနော်။ကဲယုံလေးယုံလေးကိုဘယ်လိုပေါင်းလဲဆိုရင်ရာပလက်တစ်ချောင်းဝင်းနာတာယုံဆိုပြီးတော့ပေါင်းတယ်။ဟုတ်ပြီနော်။ရာပလက်တစ်ချောင်းဝင်းနာတာယုံ ကဲဒါဆိုရင်တာဟုတ်သမီးတို့ယုံလေးကိုပေါင်းတက်သွားပြီလားတည်သွားကြပြီလားကဲဟုတ်ပြီဒါဆိုရင်ဒီစဲတို့နောက်ပုံလေးတစ်ပုံကိုဆက်ပြီးတော့ကြည့်ကြရအောင်အဲပါပုံလေးလဲဟုတ်တယ်ရက်တောင်เนาะဒီစဲတို့အိုက်တဲ့ရာသီတွေမှာဆိုရင်ခတ်တာရက်တောင်ဟုတ်ပြီကဲရက်တောင်လေးရောဘယ်လိုမျိုးပေါင်းလဲရပလေးပါတာရဲ့သွေထိုးတောင်ဝေးချငါတာတောင်ရက်တောင်ဆိုပြီးတော့ပေါင်းတယ်ရမလားကဲတာဟုတ်သမီးတို့ဘီးရုပ်ပုံလေးတွေကိုတည်သွားကြပြီလား ဟုတ်ပြီဒါဆိုရင်ဒီစက်ဒီနေ့သင်ပေးတဲ့ရပလက်ကဲအလင်္ကာလေးတွေအတန်လေးတွေအမီလေးတွေရေးပုံရေးလေးလေးကိုတောက်သမီးတို့ဒီသွားကြပြီလို့ထင်ပါတယ်။အကြောင်းမလို့ဒီစက်တို့နောက်ထပ်ဘီလေးတလုံးကိုဆက်ပြီးတော့သွားကြမယ်။ရားောက်ဘီလေးကိုဆက်ပြီးတော့သွားကြမယ်။ ကဲရာောက်ပြည်လေးတို့ဒီချက်ကအရင်ဆုံးအလင်္ကာလေးကိုဆိုပေးမယ်ရာယထာကြီးပျော်ပျော်စီရာယထာကြီးပျော်ပျော်စီရမလားကဲဒီချက်နောက်ကနေလိုက်ဆိုကြည့်ပါအောင်ရာယထာကြီးပျော်ပျော်စီဟုတ်ပြီနောက်တစ်ခါလောက်ဆိုကြည့်ပါအောင်ရာယထာကြီးပျော်ပျော်စီရမလားကဲဟုတ်ပြီတောက်သမီးတို့ဆိုလို့ရသွားပြီဆိုရင်ဒီချဲတို့ရောက်အတန်းလေးကိုထွက်ကြည့်ကြရအောင် ဟုတ်ပြီကဲဒီ channel အတူတူຢာကအတန်လေးကိုလိုက်ပြီးတော့ပြောကြရအောင်ဒီ channel ကရှေ့ရနေရင်းဆုံးအတန်လေးထွက်ပေးမယ်နော်ຢာဟုတ်ပြီကဲနောက်တစ်ခေါက်ဒီ channel နောက်ကနေပြီးတော့လိုက်ပြီးတော့အတန်လေးထွက်ပေးပါဦးຢာကဲနောက်တစ်ခေါက်လောက်ဆိုကြည့်ပါဦးຢာကဲဒါဆိုရင်တောက်သမီးတို့ຢာအတန်လေးကိုမှတ်မိသွားကြပြီနော်ကဲဒါဆိုရင်ຢာရဲ့အမည်လေးကိုဒီ channel ကိုစပြီးတော့သွားကြမယ်ຢာရဲ့အမည်လေးက ရကဟုတ်ပြီနော်ရရဲ့အမည်လေးကဘာလဲဆိုရင်ရကရမလားတာဝသမီးတို့ channel ကနေလိုက်ပြီးတော့ဆိုကြည့်ပါအောင်ရကဟုတ်ပြီနောက်တစ်ခါလောက်ဆိုကြည့်ပါအောင်လိုက်ပြီးတော့ဒီ channel ကနေပြီးတော့ရကကဲတာဝသမီးတို့အမိသွားကြပြီလားဟုတ်ပြီဒါဆိုရင်ဒီချဲတို့ရကောက်ရင်းနီးလေးကိုသွားကြမယ်ရကောက်ရင်းနီးလေးက ရှယ်တို့လေးချောင်းမြင့်ရဲ့အပြာမြင့်ရဲ့အပေါ်နားလေးဆက်ဆက်လေးကနေပြီးတော့ကွေးကွေးလေးနဲ့အပေါ်အပြာလေးကိုထိပြီးတော့အောက်ကိုဝိုင်းဝိုင်းဆင်းချပြီးတော့အောက်အနေမြင့်လေးဒီခုနှစ်လိုမျိုးလေးကွေးကွေးလေးဆက်ရည်သွားမယ်။ရမလား။ဒီကျနောက်တစ်ခေါက်ပြန်ပြောပြမယ်။ရာကောက်ကအောက်အပြာမြင်းလေးရဲ့အပေါ်နားလေးရနေပြီးတော့၊ကွေးကွေးလေးရနေပြီးတော့အပေါ်ပြာလေးကိုထိပ်ပြီးတော့အောက်အနီးထိဆင်းပြီးတော့အကောက်ကလေးထွက်သွားတာ။ ုတ်ပြီနော်ခုနှစ်လိုမျိုးလေးခုနှစ်ကတော့အဆန်မပါဘူးရာခေါက်ကတော့အဆန်ပါတယ်ရမလားကဲဒီ channel တစ်ခေါက်ပြန်ပြောပြမယ်အပြာမင်းလေးရဲ့အပေါ်လေးနည်းနည်းလေးရနေပြီးတော့ကိုယ်ကိုယ်လေးရေးမယ်အပေါ်ပြာထိပ်ပြီးတော့အောက်ကိုကိုယ်ကိုယ်လေးဆင်းပြီးတော့အမီလေးနည်းနည်းလေးထွက်ပြင်မယ်ရမလားကဲအဲဆိုရင်တောက်သမီးတို့ရာခေါက်လေးကိုရေးတက်သွားကြပြီလားဟုတ်ပြီရံခေါက်လေးကိုရေးတက်သွားပြီဆိုရင်ရံခေါက်ပြီးလေးနဲ့သက်ဆိုင်တဲ့ပုံလေးကိုဒီစဲတို့ကြည်ကြည်ကြရအောင် ကဲပုံလေးကိုကြည့်ပါအောင်။ဘာပုံလေးလဲဆိုတော့အဲဟုတ်တယ်တာဟုတ်သမီးတို့စီးပူးကြရမလားယထာ။ဟုတ်တယ်ယထာ။ယထာကိုလည်းတချေတို့ကရာကောက်ပြင်းလေးနဲ့ပေါင်းထားတာ။ရာကောက်ရေရဒါစလူရေချောင်းစံလုံးပေါက်ထားယထာ။ဟုတ်ပြီနော်။ကဲဒါဆိုရင်တာဟုတ်သမီးတို့ယထာကိုသိလား။ဟဲဟုတ်တယ်တီးကြတာပေါ့နော်စီးလဲစီးဘူးကြတယ်ကဲဟုတ်ပြီဒါဆိုရင်ဒုတိယပုံလေးကိုကြည့်ပါဦး အဲရဟဲ့ရေနော်ရဟဲ့ရင်ကိုရာကောင်းရေရဟာရေးတတာဟဲ့ရပလေးချာညတာရင်ဆိုပြီးတော့ပေါင်းတယ်နော်ရဟဲ့ရေကဲဒါဆိုရင်နောက်ပုံလေးကိုကြည့်ကြည့်ပါအောင်ဘာပုံလေးလဲလို့အမ်ဟုတ်တယ်အိုးဟုတ်ပြီနော်အိုးထဲမှာရေထည့်ပြီးတော့တောက်တယ်တောက်ရေအိုးခေါ်တာနော်တောက်ရေအိုးလို့လည်းခေါ်တယ်ရေအိုးလို့လည်းခေါ်တယ်ဟုတ်ပြီနော်ကဲရေအိုးလေးကိုဘယ်လိုပေါင်းလဲဆိုရင် သွေထိုးရာကောင်းရေရေအာလုံးတင်တစ်ချောင်းဝင်အိုးဝစံလုံးပေါက်အိုးရေအိုး ဟုတ်ပြီနော်။ကဲဒါဆိုရင်ဒီနေ့တာဝတ္တမီတို့ဒီချဲတင်ပေးတဲ့ရာောက်ဘီလေးကိုတည်သွားကြပြီလို့ထင်ပါတယ်။အကြောင်းမလို့ဒီချဲတို့နောက်ထပ်ဘီလေးတစ်ခုကိုဆက်ပြီးတော့သွားကြရအောင်။လာဘီလေးမူကသူ့ရဲ့အတန်လေးတွေအမီလေးတွေကြံပြလေးတွေကိုတစ်ချက်ကအရင်ဆုံးဆိုပြပေးမယ်။လာလာဝါဝါထိန်ထိန်သာလာ လာဝါဝါထိန်ထိန်သာကဲဒါဆိုရင်ဒီချက်နောက်ကနေပြီးတော့ లై ဆိုကြည့်ပါဦးလာလာဝါဝါထိန်ထိန်သာကဲဟုတ်ပြီဒါဆိုရင်လာဝါဝါထိန်ထိန်သာလေးကိုသိသွားပြီဆိုရင်ဒီချက်တို့လာလေးရဲ့အတန်လေးကို ထွက်ကြည့်ကြမယ်လာလေးရဲ့အတန်လေးကလလာဟုတ်ပြီဒီချက်နောက်ကနေပြီးတော့လာရဲ့အတန်လေးကိုလိုက်ထွက်ကြည့်ပါဦးလာ ်ကဲဟုတ်ပြီဒါဆိုရင် လာလေးရဲ့အတန်လေးကိုထွက်ပြီးသွားပြီဆိုရင်လာလေးရဲ့အမိလေးကိုဒီချက်ကအရင်ဆုံးထွက်ပြပေးမယ်လာလေးကအတန်ရောအမိရောကအတူတူပဲလာရဲ့အမိကလည်းလာပဲကဲဒါဆိုရင်လာရဲ့အမိလေးကိုဒီချက်နောက်ကနေလိုက်ပြီးတော့ထွက်ကြည့်ပါအောင်လာလာ ကဲဟုတ်ပြီဒါဆိုရင်တောက်သမီးတို့လရဲ့အတန်လေးတွေအမြည်လေးတွေကိုတည်သွားပြီဆိုရင်ဒီချဲတို့ဂျင်းနီးလေးကိုဆက်ပြီးတော့သွားကြမယ်ဟုတ်ပြီလေးချောင်းမင်းမှာအပြာမင်းအောင်မင်းကနေပြီးတော့အပေါ်မင်းလေးကိုထိပ်ပြီးတော့ကိုယ်ကိုယ်လေးတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အပေါ်အပြာမင်းလေးကနေအောက်ပြာလေးကိုထိပ်ပြီးတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်ဟုတ်ပြီနော်ကဲနောက်တစ်ခေါက်ဒီချဲပြန်ပြပေးမယ်လေးချောင်းမင်းအောက်အပြာနေပြီးတော့အပေါ်မင်းလေးကိုထိပ်ပြီးတော့ကိုယ်ကိုယ်လေးတစ်ချက်ဆွဲမယ် ပြီးရင်အပေါ်ပြားနေပြီးတော့အောက်အပြားလေးကိုထိပ်ပြီးတော့တစ်ချက်ပြန်ပြီးတော့ဆက်မယ်။ရမလား?ဟုတ်ပြီ။ဒီစံတော့တစ်ခေါက်ပြန်ပြောပေးမယ်။လေးချောင်းမင်းအပြားရဲ့အောင်မင်းကနေအပေါ်မင်းကိုဝေးဝေးလေးတစ်ချက်ဆွဲမယ်ပြီးရင်အပေါ်ကနေပြီးတော့အောင်မင်းလေးကိုတစ်ချက်ပြန်ပြီးတော့ဆက်သွားမယ်အဲဒါဆိုရင်နားပုံလေးဖြစ်သွားပြီရမလားဒါတို့သမီးတို့ဟုတ်ပြီကဲဒါဆိုရင်ဒါတို့သမီးတို့လာရင်းနီးလေးကိုရသွားပြီဆိုရင်ဒီချဲတို့လာပြီးလေးကျုပ်ပုံလေးတွေကိုဆက်ပြီးတော့ကြည့်ကြမယ် ကဲပုံလေးကိုကြည့်ကြည့်ပါဦးဟုတ်ပြီလဟုတ်တယ်လာဤသားနေတာเนาะညဘက်ဆိုရင်လာဤသားနေတာဟုတ်တယ်လာပြင်းနေဆိုရင်လာဤတလုံးလုံးကြီးကိုတွေ့ရတယ်ဟုတ်ပြီเนาะကဲလဟိုကြတော့လာပြီးလေးရလလိုပဲပေါင်းထားတာဟုတ်ပြီเนาะကဲအဲဆိုရင်တောက်တမီတို့လဟိုတည်သွားကြပြီလားโอเคအဲဆိုရင်နောက်တစ်ခုကိုကြည့်ရအောင်เออน่ะปုံเลียบาลีแหละဟုတ်တယ်လေးမြန်ကြီးဟုတ်ပြီเนาะလေးမြန်ကြီးစီးပူးကြတယ်မလား အဲဟုတ်ပြီလေမြဲကိုလည်းဒီဆယ်တို့ကလာပြီးလေးနဲ့ပေါင်းထားတာသဝေထိုးလာရည်လေရပလက်ရေးချာညတာရင်ပါသောရပင်းတလေးတင်ပြန်လေရင်ပြန်ဟုတ်ပြီလေရင်ပြန်ကိုတောက်သမီးတို့မှတ်မိကြပြီလားအဲဟုတ်ပြီဒါဆိုရင်ဒီဆယ်တို့နောက်ပုံလေးတစ်ခုကြည့်ကြည့်ပါအောင်အဲနောက်ပုံလေးကဘာလေးလဲလက်ကလေးဟုတ်တယ်လက်နော်လက်ကလေးကိုလည်းလာပြီးလေးနဲ့ပဲပေါင်းထားတာ နာလုံးတင်ပါတာလိမ့်ဆိုပြီးတော့ပေါင်းထားတာဟုတ်ပြီကဲတောက်သမီးတို့လာတို့လင်းပြန်တို့လိမ့်တို့ကိုတည်သွားကြပြီလားဟုတ်ပြီဒါတို့တမီးတို့တည်သွားကြပြီဆိုရင်လာရဲ့ဘီလေးရဲ့အလင်္ကာလေးတွေအတန်လေးတွေအမီလေးတွေနဲ့ရေးပုံရင်းနီးလေးကိုဒါတို့တမီးတို့တည်သွားကြပြီထင်ပါတယ်ဒါကြောင့်မလို့ဒီချေတို့နောက်ထပ်ဘီတစ်ခုကိုဆက်ပြီးတော့သွားကြရအောင် ဲဒီနေ့ဒီချေတို့ကဝဘီလေးကိုဆက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်။ကဲဝဘီရဲ့အလင်္ကာလေးကတော့ဝဝတုတ်တုတ်ဖိုးဝါယုတ်တဲ့နော်ဖိုးဝါယုတ်ကြီးဝဝတုတ်တုတ်ကြီးကိုဆိုလိုတာပါ။ကဲဒီချေကဆိုပြအောင်မယ်။နောက်ကနေပြီးတော့တအုပ်သမီးတို့ကလိုက်ပြီးတော့ဆိုမယ်။ဝတုတ်တုတ်ဖိုးဝါယုတ်ဝဝတုတ်တုတ်ဖိုးဝါယုတ်ရမလား?ကဲဒီစံနောက်တစ်ခေါက်ဆိုပြအောင်မယ်။တအုပ်သမီးတို့ကအနောက်ကနေတူတူလိုက်ဆိုပြအောင်နော်။ ဝဝတုတ်တုတ်ဖိုးဝါယုတ်ရမလားကဲဒါဆိုရင်ဝရဲ့အတန်လေးကိုထွက်ကြည့်ကြရအောင်ခြေအရင်ထွက်ပြပေးမယ်နော်ဝကဲဝရဲ့အတန်လေးကိုလိုက်ပြီးတော့ဒီချက်နောက်ကနေထွက်ကြည့်ကြပါအောင်ဝဟုတ်ပြီရမလားဒီချက်နောက်ကနေနောက်တစ်ခါတော့ထပ်ပြီးတော့ထွက်ကြည့်ပါအောင်အတန်လေးကိုဝ ရမလားတောက်သမီးတို့ကဲဟုတ်ပြီဝါအတန်လေးကိုထွက်တတ်ပြီဆိုရင်ဝါရဲ့အမိလေးကိုဆက်သွားကြမယ်ဝါကလည်းအတန်လေးနဲ့အမိလေးနဲ့ကအတူတူပဲဟုတ်ပြီနော်ကဲဝါရဲ့အမိလေးကလည်းဝါပဲနော်ကဲဒါဆိုရင်တောက်သမီးတို့ဆိုရတာလွယ်သွားပြီဝါရဲ့အတန်လေးနဲ့အမိလေးနဲ့ကအတူတူပဲဖြစ်သွားတယ်ဟုတ်ပြီနော်ကဲဒီချက်နောက်ကနေတစ်ခါတော့လိုက်ဆိုကြည့်ပါဦးဝါကဲဟုတ်ပြီနောက်တစ်ခါတော့ဆိုကြည့်ပါဦးဝါ ကဲဒါဆိုရင်တောင်းသမီးတို့ဝါအိုဆိုတတ်သွားကြပြီနော်။ကဲဒါဆိုရင်ဒီချဲတို့ရင်းနှီးလေးကိုသွားကြမယ်။ဝါကလည်းလေးချောင်းမင်းမှာအပြာမင်းလေးရဲ့အောက်ကနေပြီးတော့အပေါင်းပြာလေးကိုထိပ်ပြီးတော့ဝိုင်းဝိုင်းလေးဆွဲတာ။ဟုတ်ပြီနော်။တစ်ချက်ပဲဆွဲရတယ်။ရမလား။နောက်တစ်ခေါက်ဒီချဲပြန်ပြောပြရမယ်။လေးချောင်းမင်းအပြာမှာအောက်ကနေပြီးတော့အပေါင်းပြာလေးကိုထိပ်ပြီးတော့ဝိုင်းဝိုင်းလေးတစ်ချက်ပဲဆွဲတယ်။ရမလား။ အောက်သမီးတို့ဟုတ်ပြီနောက်တစ်ခေါက်ပြောပြမယ်လင်းချောင်းမင်းအပြာရဲ့အောင်မြင်ရနေပြီးတော့အပေါ်ပြားလေးကိုထိပ်ပြီးတော့ဝိုင်းဝိုင်းလေးတစ်ချက်ပဲဆွဲတယ်အဲ့ဒါကဝဟုတ်ပြီနော်ကဲဒါဆိုရင်တောက်သမီးတို့ဝါလေးကိုဆွဲတတ်သားကြပြီဆိုရင်သူနဲ့သက်ဆိုင်တဲ့ဘီယုတ်ပုံလေးတွေကိုစပြီးတော့ကြည့်ကြမယ်ကဲပထမအောင်ဆုံးပုံလေးကိုကြည့်ကြပါဦးဟုတ်ပြီဘာပုံလေးလဲဆိုတော့ဖိုးဝါရုပ် ဟုတ်တယ်ဘဝရုပ်တောက်သမီးတို့မြင်မှုကြမှာပေါ့ဖះဆောင်တဲ့ဒီမှာလဲရောင်းနေဈေးပွဲတွေမှာဆိုရင်လဲရောင်းနေနော်ဘဝရုပ်ကလေးတွေဟုတ်ပြီဘဝရုပ်ကိုသူကဝါပြင်းလေးနဲ့ပေါင်းထားတာလေးကဖောက်ထုံလုံးတစ်ချောင်းဝင်ဖိုးဝစ်ဆန်လုံးပေါက်ဖိုးဝါရီဝါရာောက်တစ်ချောင်းဝင်ပါတာရုပ်ဘဝရုပ်ဆိုပြီးတော့ပေါင်းထားတယ်ဟုတ်ပြီနော်ကဲဒါဆိုတော့သမီးတို့ဘဝရုပ်ကလေးကိုသိသွားကြပြီနော်ကဲဟုတ်ပြီဒါဆိုရင်ဒီချက်တော့နောက်တစ်ပုံကြည့်ကြရအောင် ဟုတ်ပြီနောက်တော့ဘောကဘာလေးလဲဆိုရင်ဝါလက်ခုတ်ဟုတ်ပြီနော်ဝါလက်ခုတ်လေးကဲဝါလက်ခုတ်ကိုဘယ်လိုမျိုးပေါင်းထားတာလဲဆိုရင်ဝါရေးချဝစံလုံးပေါဝါလာရေးကတားနဲ့ခါဝေးတစ်ချောင်းဝင်ပါတာခုတ်ဝါလက်ခုတ်ဟုတ်ပြီနော်ကဲဝါလက်ခုတ်လေးကိုတောက်သမီးတို့သိသွားကြပြီလားဟုတ်ပြီတောက်သမီးတို့သိသွားကြပြီဆိုရင်ဒီချဲတို့နောက်ပုံလေးတကမုံကြည့်ကြည့်ရအောင်အဲဘာကောင်းကြီးလဲကြည့်ကြည့်ပါအောင်အဲဟုတ်တယ်ဝက်ကြီးဟုတ်ပြီနော် ကဲဝက်ကိုဘလို့ပေါင်းလဲဝါရေကတာဝက်ဆိုပြီးတော့ပေါင်းထားတယ်ဝါရေကတာဝက်ဟုတ်ပြီနော်အဲဒါဆိုရင်ဒါ့ကိုသမီးတို့ဝါပြီးသေးတဲ့ရုပ်ပုံလေးတွေကိုတည်သွားကြပြီလားဟုတ်ပြီနော်ကဲဒါဆိုရင်ဒီနေ့တည်ထည့်တင်ထားတဲ့ဝါပြီးရဲ့အလင်းကားလေးတွေအတန်လေးတွေအမြည်လေးတွေနဲ့ရင်းနှီးလေးတွေကိုတောက်သမီးတို့ဖတ်မိကြပြီလို့ထင်ပါတယ်။ဒါကြောင့်မလို့ဒီချဲတို့နောက်ထပ်ဘီလေးတစ်ခုကိုဆက်ပြီးတော့သွားကြရအောင် ချဲ့တင်မဲ့ဘီလေးကတော့တဘီလေးဖြစ်ပါတယ်။ကဲတဘီရဲ့အလင်္ကာလေးကိုဒီချဲ့ကစပြီးတော့ဆိုပြပေးမယ်။တောက်သမီးတို့ကနားထောင်ပေးနော်။တတပြင်းညိုအောင်ပွဲကျိုးဟုတ်ပြီ။တောက်သမီးတို့နောက်ကနေပြီးတော့လိုက်ဆိုကြည့်အောင်နော်။တတပြင်းညိုအောင်ပွဲကျိုးရမလား။ကဲနောက်တစ်ခါလောက်ဆိုကြည့်ပါအောင်။တတပြင်းညိုအောင်ပွဲကျိုးကဲတောက်သမီးတို့မှတ်မိသွားပြီလားကဲဒါဆိုရင်ဒီချဲတို့တရဲ့အတန်လေးကိုသွားကြမယ် တားရဲ့အတန်လေးကတာကဲတော့တမျိုးဒီချက်နောက်ကနေပြီးတော့လိုက်ပြီးတော့အတန်လေးထွက်ကြည့်ပါအောင်တာဟုတ်ပြီရမလားနောက်တစ်ခါလောက်ထွက်ကြည့်ပါအောင်တာကဲဟုတ်ပြီဒါဆိုတော့တမီးတို့တားရဲ့အတန်လေးကိုထွက်တက်သွားကြပြီလားဟုတ်ပြီဒါဆိုရင်ဒီချက်တို့တားရဲ့အမီလေးကိုသွားကြမယ်တားရဲ့အမီလေးကလည်းတားရဲ့အတန်လေးနဲ့အတူတူပဲဟုတ်ပြီနော်ကဲတားရဲ့အတန်လေးကလည်း တာအမီလေးကလည်းတာပဲဟုတ်ပြီနော်ကဲဒီချက်နောက်ကနေလိုက်ပြီးတော့ဆိုကြည့်ပါအောင်တရမလားကဲနောက်တစ်ခေါက်ဆိုကြည့်ပါအောင်တဟုတ်ပြီနောက်တစ်ခေါက်လောက်ဆိုကြည့်ပါအောင်တကဲဒါဆိုရင်တောက်သမီးတို့ဆိုလို့ရသွားပြီနော်အဲဒါဆိုရင်ဒီချဲတို့ရင်းနှီးလေးကိုတွားကြမယ်။တရဲ့ရင်းနှီးလေးကလည်းဒီချဲတို့လေးချောင်းမြင်းမှာအပြာမြင်းလေးရဲ့အပေါ်ကနေပြီးတော့အောက်ပြာလေးကိုတစ်ကလေးလိုပဲဝိုင်းဝိုင်းလေးရေးမယ်။ ပြီးလို့ရှိရင်အပေါ်အပြာလေးကနေပြီးတော့အောက်အပြာမြင်းလေးနဲ့ဆက်ပြီးတော့တစ်ချက်ဆွဲမယ်။ရမလား။ဒါကနှစ်ချက်ဆွဲရတယ်။ဟုတ်ပြီနော်။ဒါကအပေါ်အပြာမြင်းလေးကနေအောက်အပြာမြင်းကိုဝိုင်းဝိုင်းလေးတစ်ချက်ဆွဲမယ်။ပြီးလို့ရှိရင်နောက်ကအပေါ်အပြာနေပြီးတော့အောက်အပြာလေးကိုဝိုင်းဝိုင်းလေးတစ်ချက်ဆက်ပေးမယ်။ရမလား။ဒါတို့သမီးတို့ဒါကနှစ်ချက်ဆွဲရဲ့နော်။ကဲနောက်တစ်ခေါက်တစ်ချက်ပြန်ပြပေးမယ်။ လေးချောင်းမင်းမှာအပြာမင်းလေးကနေအပေါ်ကနေအောက်ကိုဝိုင်းဝိုင်းလေးတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အနောက်မှာအပေါ်ကနေပြီးတော့အောက်ကိုပဲဝိုင်းဝိုင်းလေးတစ်ချက်ထပ်ပြီးတော့ဆက်ပေးမယ်ရမလားဒါဆိုရင်တာလေးဖြစ်သွားပြီဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချက်တို့တပြီးလေးနဲ့သက်ဆိုင်တဲ့ပုံလေးတွေကိုကြည့်ကြည့်ကြရအောင်ကဲပထမအဆုံးပုံလေးကဘာလေးလဲကြည့်ကြည့်ကြပါအောင်ဟုတ်ပြီတပြေးနော်တပြေဆိုတာဒီချေတို့တပြေပန်းကိုဆိုလိုတာဟုတ်ပြီနော်အောင်ပွဲတွေတခုခုလို့လို့ရှိရင်အောင်ပွဲရလာတဲ့သူတွေကိုတပြေပန်းနဲ့ဂျိုးတာ အဲ့ဒါလေးကိုတစ်ချဲတော့တတပြေဆိုပြီးတော့ပေါင်းထားတာเนาะတပြေပန်းလေးကိုတပြေလို့ဆိုထားတာတပြေလေးနဲ့เนาะကဲတာရီတာတဝေထိုးပါကြောက်ရရည်ပြေတပြေကဲအဲ့ဒါဆိုရင်ဒီချဲတော့နောက်ပုံလေးတစ်ခုကြည့်ကြည့်ကြရအောင်ဟုတ်ပြီနောက်ပုံလေးကဘာလေးလဲဆိုတော့တည်င်းစာဟုတ်ပြီเนาะတည်င်းစာတပြေလေးနဲ့ပေါင်းထားတယ်တည်င်းစာတာရီတာတောင်ပွေးငါတာတင်းဝဆန်လုံးပေါက်တင်းစလုံးရေးချစာတည်င်းစာ ရမလားတာဝသမီးတို့တည်င်းစာကိုတည်သွားပြီလားဟုတ်ပြီကဲဒါဆိုရင်ဒီချဲတို့နောက်တစ်ခုကြည့်ကြည့်ကြရအောင် ဟုတ်ပြီဘာအသီးလေးတွေလဲအင်းဟုတ်တယ်တရက်သီးဟုတ်ပြီနော်တရက်သီးတာဝသမီးကိုလည်းစားဖို့ကြရတယ်နော်ဟုတ်တယ်တရက်သီးကိုလည်းတာပြီးလေးနဲ့ပဲပေါင်းထားတယ်တာရီတာရာကောင်ရေးကတာရဲ့တာရဲလုံးတင်ဆက်ကတီဝဆန်လုံးပေါက်တီတရက်သီး ကဲဟုတ်ပြီဒါဆိုရင်ဒီနေ့ဒီချဲတင်တဲ့သပြီးလေးနဲ့ပတ်သက်တဲ့အလင်းကားလေးတွေအတန်လေးတွေအမြည်လေးတွေရင်းနှီးလေးတွေကိုတာဝသမီးတို့သိရှိသွားပြီလို့ထင်ပါတယ်ဒါကြောင့်မို့ဒီချဲတို့နောက်ထပ်ပြီးလေးတစ်ခုကိုတွားကြစို့ ဒီချန်တို့နောက်ထပ်ဘီလေးတစ်ခုကိုဆက်ပြီးသွားကြမယ်။ဘာဘီလေးလဲဆိုတော့ဟာဘီလေး။အဲ့ဒီမှာဟာရဲ့ကြမြလေးတွေအတန်လေးတွေအမြင်လေးတွေကိုဒီချန်ကဆိုပြပေးမယ်။ပထမဦးဆုံးဟာ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 ရီလိုက်ရရေလိုက်ရလို့ရေးထားတယ်ဒါပေမဲ့ဒီချေတို့ကအဲ့ဒီနေရာမှာရီလိုက်ရဆိုပြီးတော့အတန်ထွက်ကြတယ်ရေလိုက်ရလို့ထွက်လို့မရပါဘူး။ဒါမှမဟုတ်ဒီချေကပြန်ပြီးတော့ဆိုပြပေးမယ်။ဟာ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 ရီလိုက်ရဟာ ဟာဟာဟာရီလိုက်ရကဲဒါဆိုရင်ဒီချက်နောက်ကနေလိုက်ပြီးတော့ဆိုကြည့်ပါအောင် ဟာ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 ရီလိုက်ရကဲဒါဆိုရင်တောက်သမီးတို့ဆိုလို့ရသွားပြီဆိုရင်ဟာရဲ့အတန်လေးကိုဒီချက်ကပြောပြပေးမယ်ဟာဟာရဲ့အတန်လေးကဟာကဲဒီချက်နောက်ကနေလိုက်ပြီးတော့ဆိုကြည့်ပါအောင် ဟာကဲဒါဆိုရင်ဟာရဲ့အတန်လေးကိုရသွားပြီဆိုရင်ဟာရဲ့အမည်လေးကိုဆက်ပြီးတော့ဆိုပြပေးမယ်ဟာကအတန်နဲ့အမည်နဲ့ကအတူတူပဲဟာရဲ့အမည်လေးကလည်းဟာ ဟကဲဒီ channel ကနေလိုက်ပြီးတော့အမီလေးကိုထွက်ကြည့်ပါအောင်ဟကဲဒါဆိုရင်ဟကအတန်ကော အမီကောကအတူတူပဲဖြစ်တဲ့အတွက်တောက်သမီးကိုဆိုလို့ရသွားပြီထင်ပါတယ်ဒါကြောင့်မို့ဒီ channel ဟရင်းနီးလေးကိုဆက်ပြီးတော့သွားကြမယ် ဟာရင်းနီးလေးကတော့ဟာကတော့သုံးချက်ဆွဲရတယ်ဟုတ်ပြီနော်ပါးဆောက်လေးလိုပဲနှစ်ချက်ဆွဲမယ်ပြီးတော့မှဘေးကနေဂုံဂုံလေးတစ်ချက်ပြန်ပြီးတော့ဆွဲတယ်ဟုတ်ပြီနော်ကဲဒီချက်ကအရင်ဆုံးရေးပြမယ်ဒီကြောင့်မင်းနဲ့မှအပြာမင်းမှအပေါ်အပြာနေပြီးတော့အောက်အပြာကိုဝိုင်းဝိုင်းတစ်ချက်ဆွဲမယ်ပြီးရင်ဘေးကနေတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အပေါ်ကနေဂုံဂုံလေးတစ်ချက်ဆွဲမယ်ဟုတ်ပြီနော်သုံးချက်ဆွဲမယ်နော်ဟာက လေးချောင်းမီးအပြာရဲ့အဖွားနေပြီးတော့အောက်ကိုတစ်ချက်ဝိုင်းဝိုင်းလေးဆွဲမယ်ပြီးရင်ဘေးကနေတစ်ချက်ဝိုင်းဝိုင်းလေးဆွဲမယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကုန်းကုန်းလေးထပ်ပြီးတော့ဆွဲမယ်ရမလားတာဝတ်သမီးတို့ဟုတ်ပြီနောက်တစ်ချက်တစ်ချက်ပြန်ရေးပြမယ်နော်လေးချောင်းမီးအပြာရဲ့အဖွားနေအောက်ကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်ဘေးကနေတစ်ချက်ဝိုင်းဝိုင်းလေးဆွဲမယ်ပြီးလို့ရှိရင်ဘေးကနေတစ်ချက်ထပ်ပြီးတော့ကုန်းကုန်းလေးနဲ့တစ်ချက်ဆွဲပေးမယ်။ဒါဆိုရင်ဟာလေးရသွားမယ်။ရမလားတာဟုတ်သမီးတို့ ဟုတ်ပြီကဲဟာလေးကိုရေးတက်သွားပြီဆိုရင်ဒီချဲတို့ဟာပြီရုပ်ပုံလေးတွေကိုဆက်ပြီးတော့ကြည့်ကြရအောင်ကဲပုံလေးကိုကြည့်ကြည့်ပါအောင်ပါပုံလေးဖြစ်မလဲလို့ဟဲ့ဟုတ်တယ်ခလေးလေးကဟာနေတာနော်ပါစက်ကလေးဟာနေတဲ့ပုံလေးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ဟာလို့ပြောထားတာဟုတ်ပြီလားကဲတောက်သမီးတို့ဟာပုံလေးကိုတည်သွားကြပြီလားแกဟုတ်ပြီဒါဆိုရင်နောက်ထပ်ပုံလေးတစ်ခုကြည့်ကြည့်ပါအောင်แกပါပုံလေးလဲ အဲဟင်းတာဟုတ်ပြီနော်ဟင်းတာယုံကြည်ဟုတ်ပြီနော်ကဲဟင်းတာယုံကြည်ကိုလေဟပြီလေးနဲ့ပေါင်းထားတာဟုတ်ပြီနော်ကဲတောက်သမီးကိုဟင်းတာကြီးကိုတည်သွားကြပြီလားကဲဟုတ်ပြီကဲအဲဆိုရင်နောက်တစ်ခုကြည့်ကြည့်ပါအောင်အဲဟုတ်တယ်နောက်တစ်ခုကဘာလဲဟင်းကိုခေါ်တာနော်ငါဟင်းလို့နော်စတားဟင်းလို့ဝတားဟင်းလို့အဲအဲ့လိုမျိုးတွေကိုဟင်းဆိုပြီးတော့ပေါင်းထားတာဟပြီလေးနဲ့ပေါင်းထားတာဆိုတဲ့အတွက်ပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်တောက်သမီးတို့ ဟာဘီရဲ့ရုပ်ပုံလေးတွေကိုတည်သွားကြပြီလားဟုတ်ပြီကဲဒါဆိုရင်ဒီနေ့တင်လိုက်တဲ့ဟာရဲ့ဘီလေးရဲ့အလင်္ကာလေးတွေအတန်လေးတွေအမြည်လေးတွေနဲ့ရင်းနှီးလေးတွေကိုတာဝန်သမီးတို့မှတ်မိကြပြီနော်ကဲဒါဆိုရင်ကျေတို့နောက်ဘီလေးတစ်ခုကိုဆက်ပြီးတော့သွားကြမယ်နော်ဒီကအဘီလေးကိုဆက်ပြီးတော့တင် जा ပေးမှာဖြစ်တဲ့ ကဲအဘီရဲ့လင်္ကာလေးကိုဒီချေကအရင်ဆုံးဆိုပြမယ်နော်အအမိမြေတို့တိုင်းပြေငါတို့ချစ်တဲ့မြေဟုတ်ပြီနောက်တစ်ခေါက်ဒီချေဆိုပြအောင်မယ်နော်အအမိမြေတို့တိုင်းပြေငါတို့ချစ်တဲ့မြေဟုတ်ပြီကဲနောက်တစ်ခေါက်တော့ဒီချေနောက်ကနေပြီးတော့လိုက်ဆိုကြည့်ပါအောင်အအမိမြေတို့တိုင်းပြေငါတို့ချစ်တဲ့မြေဟုတ်ပြီကဲဒါဆိုရင်တောက်သမီးတို့ဆိုလို့ရသွားပြီလားအဲဆိုရင်ဒီချေတို့ကအတန်လေးကိုထွက်ကြည့်ကြရအောင် အကဲဒီ channel ကနေလိုက်ပြီးတော့ထွက်ကြည့်ပါအောင်အဟုတ်ပြီနောက်တစ်ခါလိုက်ပြီးတော့အတန်လေးထွက်ကြည့်ပါအောင်အအအတန်လေးကိုတောက်သမီးတို့ထွက်တတ်ကြပြီဆိုရင်ဒီ channel အအမီလေးကိုဆက်ပြီးတော့ထွက်ကြရအောင်အကအတန်ရောအမီရောအတူတူပဲဟုတ်ပြီနော်ကဲအရဲ့အမီလေးကလည်းအကဲဟုတ်ပြီဒီ channel ကနေနောက်တစ်ခါလိုက်ဆိုကြည့်ပါအောင်အဟုတ်ပြီနောက်တစ်ခါဆိုကြည့်ပါအောင်အကဲဟုတ်ပြီဒါဆိုရင် အမီလေးကိုလည်းတောက်သမီးတို့ဆိုထက်သွားပြီဆိုရင်ဒီချဲတို့အရင်းနီးလေးကိုသွားလိုက်ကြရအောင်အားကလည်းဓာတွေးလေးလိုပဲပထမတစ်ချက်ဆွဲထားတယ်ပြီးရင်နောက်တစ်ချက်အားကနှစ်ချက်ရေးရတယ်ဟုတ်ပြီနော်ကဲလေးချောင်းမီးအပြာမီးလေးထဲမှာ အပေါ်ကနေပြီးတော့အောက်ကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အပေါ်ကနေထပ်ပြီးတော့နောက်ထပ်အောက်ကနေကွေးကွေးလေးနဲ့အောက်မှာအဆန်လေးကွေးကွေးလေးထပ်ပေးမယ်။ရမလား? ုတ်ပြီဒီချက်နောက်တစ်ခေါက်ပြန်ပြောမယ်နော်လေးချောင်းမင်းအပြာရဲ့အပေါ်မင်းလေးကနေပြီးတော့အောက်ကလေးကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှင်ရေဘေးကနေပြီးတော့နောက်ထပ်ကွေးကွေးလေးဆွဲပြီးတော့အောက်မှာအကွေးလေးထည့်ပေးမယ်ရမလားဟုတ်ပြီဒီချက်နောက်တစ်ခေါက်ပြန်ပြောပေးမယ်လေးချောင်းမင်းအပြာရဲ့အပေါ်ကနေပြီးတော့အောက်ကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှင်ရေဘေးကနေပြီးတော့ဝိုင်းဝိုင်းလေးနဲ့အောက်မှာကွေးကွေးနဲ့အဆန်လေးထည့်ပေးမယ်ဒါဆိုရင်အလေးဖြစ်သွားပြီရမလားဒါတို့သမီးတို့ ဟုတ်ပြီတောက်သမီးတို့အားလေးကိုလည်းရေးတတ်သွားပြီဆိုရင်ဒီချေတို့အဘီနဲ့တက်ဆိုင်တဲ့ရုပ်ပုံလေးတွေကိုကြည့်ကြည့်ရရအောင်ကဲပုံလေးကိုကြည့်ကြည့်ပါအောင်ဟုတ်တယ်မြေပုံလေးမြေပုံလေးနဲ့ဒီချေတို့မြမပြည်ရဲ့အလံလေးဟုတ်ပြီနော်အဲမြမပြီမြေပုံလေးနဲ့အလံလေးဟုတ်တယ်။ဟုတ်ပြီအမိမြေဆိုပြီးတော့ပေါင်းထားတာနော်။ကဲနောက်တစ်ခုကိုကြည့်ကြည့်ပါဦး။အမိုက်ဘုံဟုတ်တယ်။အမိုက်ဘုံကတော့တာဝန်သမီးတို့တည်ပြီးသားပဲ။ဟုတ်ပြီနော်။ကဲတာဝန်သမီးတို့အမိုက်ဘုံကိုတည်သွားကြပြီလား။ ။ဘယ်ဟုတ်ပြီ။ဒါဆိုရင်နောက်တစ်ခုကြည့်ကြည့်ရအောင်။အဲအယုတ်ကလေးဟုတ်ပြီနော်။တောက်သမီးတို့ဆော်တဲ့အယုတ်ကလေးအယုတ်ကလေးကိုလည်းအပြီးလေးနဲ့အာရေအာရာကောက်တခြားဝင်ပါတာယုတ်အယုတ်ဆိုပြီးတော့ပေါင်းထားတယ်။ကဲဒီနေ့ဒီချက်တင်တဲ့အပြီးလေးရဲ့ အလင်းကားလေးတွေအတန်လေးတွေအမြည်လေးတွေနဲ့ရင်းနှီးလေးတွေကိုတောက်သမီးတို့မှတ်မိကြပြီလို့ထင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီချေတော့နောက်သင်ခန်းစာကျမှပြန်ဆောင်ကြမယ်နော်။